အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လောပြသမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ဗီဒီယိုတောင်းဒီဇိုက်တွေကျွန်တော်တို့တဲ့ပုံတောင်းဒီဇိုက်တွေဘယ်လိုမျိုးလောရပါလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးဖြတ်ကြည့်တော့ပြပါအောင်โอเคအဲ့ဒါကျွန်တော်တို့စလိုက်ကြအောင်လုံးဝဆွေးနွေးချင်းကျွန်တော်တို့ကက်ကနဲ့လောရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ cap ကဝင်လိုက်ပါ cap ကရတဲ့ကျွန်တော်တို့ new budget နှဲ့လိုက်ပါကျွန်တော်တို့ new budget ရောက်တဲ့နေ့ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ဗီဒီယိုကိုလုပ်လို့ရပါတယ်ကျွန်တော်တို့ဒီမှာဗီဒီယိုတစ်ပုဒ်လုပ်ပြမယ် ပြန်ကျွန်တော်တို့ဒီမှာ ADD ရတဲ့ကိုနှိုက်လိုက်ပါနှိုက်လို့ပြီးတဲ့နဲ့ကျွန်တော်တို့ဒီဖက်နေနေဆွေးလိုက်ဘာဆွေးလို့ပြီးတဲ့နဲ့ကျွန်တော်တို့ဒီမှာမလိုတဲ့ဟာကိုကျွန်တော်တို့လက်ထဲနဲ့ထောက်ပြီးတော့ကျွန်တော်တို့အမိုက်ပုံးလေး delete လုပ်လိုက်ပါလုံးလို့ပြီးတဲ့နဲ့ကျွန်တော်တို့ဒီမှာဒီဗီဒီယိုအထင်းမှာကျွန်တော်ကတော့ပုံတပုံထည့်ပြမယ်ဖြစ်ပေအတွက်ကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်တို့ overlay ဆိုပြီးရှိတဲ့အရာကိုထည့်နေပါထဲနယ်လုပ်ပြီးတဲ့နေ့ကျွန်မ edit overlay ဆိုပြီးရှိတဲ့အရာကိုထည့်နေပါထဲနယ်လုပ်ပြီးတဲ့နေ့ကျွန်တော်တို့ဒီမှာ coach christian တဲ့ ဗီဒီယိုတပုတ်ကိုယူလိုက်ပါဒီလိုပဲ edit error ကိုနှိပ်လိုက်ပါဒီမှာဒီဟာကိုဒီဖက်ဒီဖက်ရအောင်ဆွဲလိုက်ပါ okay ဒီမှာပိုတဲ့ဟာကိုကျွန်တော်တို့ဒီဟာကိုလက်ကလေးနဲ့ထောက်ပြီးတော့ squeeze ဆိုပြီးရှိရတာကိုထည့်လိုက်ပါ delete လုပ်လိုက်ပါ okay ပြီးလို့ရှိရင်ကျွန်တော်ကတော့ဒီမှာဒီဗီဒီယိုကိုကျွန်တော်တို့အောက်ကဗီဒီယိုကိုကျွန်တော်တို့ဒီမှာဗီဒီယိုအကြီးမှာအသေးအထည်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အောက်ကဗီဒီယိုကိုဘဏ္ဍာနဗီဒီယိုကိုကျွန်တော်တို့လက်ကလေးနဲ့ထောက်လိုက်ပါ ထောက်လုပ်ပြီးတဲ့နေ့ကျွန်တော်တို့ဒီမှာလက်ကလင်းနဲ့ဒီလိုမျိုးလောက်လိုက်ပါလောက်လုပ်ပြီးတဲ့နေ့ကျွန်တော်တို့ဒီဘက် defense နဲ့ဆွဲလိုက်ပါ defense နဲ့ဒီ defense မှာကျွန်တော်တို့ဒီမှာ MASK Mitsubishi အဲ့ဒါကိုထိုင်လိုက်ပါထိုင်နေလို့ပြီးတဲ့နေ့ကျွန်တော်တို့ defense ဒီ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 နားလေးမှာကျွန်တော်တို့ဒီမှာ rating against Mitsubishi ပဲဒီမှာအဲ့ဒါကိုထိုင်လိုက်ပါထိုင်နေလို့ပြီးတဲ့နေ့ကျွန်တော်တို့ဒီမှာဒီနေရာမှာကျွန်တော်တို့မြှားကိုကျွန်တော်တို့ကိုလိုရှင်တဲ့ပုံစံမျိုးဒီလိုမျိုးတကြိုက်ဆွဲလို့ရတယ်ကျွန်တော်ဒီဘက်ဟာကျွန်တော်တို့ဒီမှာ ဒီဖက်မှာဆွေးလို့ရတယ်ဒီဖက်ဆွေးလို့ရတယ်အဲပြည်တယ်နဲ့ကျွန်တော်တို့ဒီဘက်အပေါ်ဒေါင်းလေးမှာကျွန်တော်တို့ဒီမှာဒီဟာကိုဒီလိုမျိုးလောက်လိုက်ပါ Okay ဒီဟာကဒီလိုမျိုးလောက်လို့ရတယ်ကိုကြိုက်တဲ့ပုံစံမျိုးလောက်လို့ရတယ်ကျွန်တော်ကတော့ဒီ design လောက်ပြောင်းမယ်ဖြစ်ပါတယ်အဲဆို Okay အဲဆိုပုံလာတော့ပြီအဲဆိုကျွန်တော်တို့ဒီမှာအမှန်ရှက်လေးလောက်လိုက်ပါမှန်ရှက်လို့လောက်လို့ပြည်တယ်နဲ့ကျွန်တော်တို့ဒီနေရာကိုကျွန်တော်တို့သေးလေးလေးရတယ်ကြီးလို့ရတယ်ကိုကြိုက်တဲ့နေရာမှာထားလို့ရပါတယ်ဒီမှာပါကိုကြိုက်တဲ့နေရာမှာထားလို့ရပါတယ်ကျွန်တော်တို့ဒီနေရာကို ရမ်းမထားမှမဖြစ်ပဲအတွက်ကျွန်တော်တို့ဒီမှာလောက်လိုက်ပါဟုတ်ဟိုဒါရေးစရာလို့ပဲရေးတော့ချိန်ကြီးကိုတွေ့ရကြတော့ကျွန်တော်ဆိုရအောင်โอเคကျွန်တော်ရပြီလို့ရှိရင်ကျွန်တော်တို့ဒီမှာ debt ပုံကိုလောပြရမှာဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ ADA add add overlay ကိုနှဲ့လိုက်ပါနှဲ့လို့ပြနေကျွန်တော်တို့ဒီမှာကိုထင်းတဲ့ debt ပုံတစ်ပုံကိုယူလိုက်ပါโอเคနှဲ့လို့ပြနေကျွန်တော်တို့ဒီမှာဒီ ထုံးစံတဲ့ကျွန်တော်တို့ဒီမဒီ defending နဲ့ဆွဲလိုက်ပါဆွဲလို့ပြီးတဲ့နဲ့ကျွန်တော်တို့ MAS gamer ကိုရှားလိုက်ပါဒီမှာ MAS gamer အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြီးတဲ့နဲ့ကျွန်တော်တို့ခုနထဲခုနနှိပ်ထားတဲ့ကျွန်တော်တို့ rotating against vision အဲ့ဒါကိုထန်းလိုက်ပါထန်းလို့ပြီးတဲ့နဲ့ကျွန်ဒီမှာကိုလိုတလောက် defend နည်းနည်းဆွဲလိုက်ပါကိုလိုရှင်တဲ့ပုံစံဆွဲလို့ရပါတယ် defend နည်းနည်းရှင်းလိုက်ပါပြီးလို့ရှင်ကျွန်တော်တို့ defend down လေးကိုလောလိုက်ပါ okay ပေါ်နည်းနည်းဆွဲတင်ပါ โอเคဆိုရပါပြီအဲကျွန်တော်တို့ဒီဟာကိုချီလို့လေးရတယ်သေးလို့လေးရတယ်ကျွန်တော်တို့ကိုကြိုက်တဲ့နေရာမျိုးပုံစံမျိုးထားလို့ရပါတယ်ဒီဟာကိုနင်းနေဒီဖက်နင်းနေโอเคဒီလိုမျိုးလုပ်လို့ရပါတယ်โอเคအဲဆိုဒီမှာရပါပြီโอเคအဲဆိုရပါပြီအဲဆိုကျွန်တော်တို့ဒီမှာဘွားနဲ့ export ထုတ်လိုက်ရပါပြီ ဒီတော့ okay အားလုံးကိုရမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်